ညရီအာရှလမ်းမကြီးပြိုကျလို့ကားရီရေတဲမျောပါသွားတယ်ဆိုတဲ့သတင်းနဲ့အတူရုပ်တံဖိုင်တစ်ခုပြန်နေပါဗျ။မောင်ဆိုးဝဲနာမည်နဲ့ Facebook ကောက်ကနေဂျွန်လာတရနေမှာကရင်ပြည်နယ်မြောက်ရီလန်းတောင်ပြိုကျကားလန်းတွေပြက်စီးကားတွေအများကြီးပြက်စီးကုန်တယ်။6လတရက်2025ညနေ4နာရီခွဲအချိန်လိုရှင်းတာပြီးတော့ရုပ်တံဖိုင်တစ်ခုကိုဖြန့်ဝေထားတာပါဒီဖိုင်ကို ကြည့်ရှုသူနှစ်တန်းကျော်ရှိနေပါပြီဒါကိုဇွန်လ2ရက်နေ့မှာ Voice of Myanmar VOM Media ကနေလည်း မြောက်ရီအာရှလမ်းမှာမြေပြိုကျပြီးကားတွေရေထဲမျောပါသွားလို့သတင်းဖော်ပြခဲ့ပါတယ်။သတင်းနဲ့မှာလည်းဂျွန်လာတရက်ညပိုင်းမှာမြောက်ရီအာရှလမ်းမှာလမ်းပြိုကျမှုဖြစ်ပွားပြီးကားအများစုတောင်အောင်ပြိုကျကချောင်းရေထဲမျောပါသွားတယ်ဆိုပြီးတော့ဖော်ပြထားတာပါ။လမ်းရံပယ်အပိုင်းပြိုကျတယ်ဆိုတာကတော့အတိအကျမပါဝင်ပါဘူး။ ဒီသတင်းကို VOM ကနေနိုင်ပိုင်းအတွင်းပြန်လည်ဖြုတ်ချခဲ့ပါတယ်။တရုတ်တံကိုအချိန်ရက်အတိအကျမဖော်ပြဘဲဘရာဇီးလ်နဲ့နေပေါ်ကရုတ်တံဖိုင်တွေအဖြစ်လဲ YouTube နဲ့ Instagram တွေမှာဖြန့်ဝေနေတာကိုတွေ့ရပါတယ်။ဒီအကြောင်းအရာဟာမှန်ရနေသလိုဗီဒီယိုဖိုင်ကလည်း AI ဉာဏ်ရည်တို့ဒီပညာနဲ့ဖန်တီးထားတာဖြစ်ကြောင်းကိုမင်းသမားကစစ်စစ်တွေ့ရှိရပါတယ်။မြရီအာရှာလမ်းမကြီးအခြေအနေနဲ့ပတ်သက်ပြီးတော့ရန်ကုန်မြရီကုန်တင်ကမောင်းတဲ့အကားစရာတယောက်ကိုမြစမကဂျွန်လာနှစ်ရက်နေမှာဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ရန်ကုန်မြို့တွေကိုသွားလာနိုင်တဲ့လမ်းတွေအထက်မှာလမ်းတွေပြက်စီးတာနဲ့တိုက်ပွဲတွေကြောင့်မြို့တွေဒေါနာတောင်အာရှလမ်းဟောင်းတစ်ခုကိုပဲအရင်ကတည်းကတုံးလို့ရနာဖြစ်ပြီးတော့အဲ့လမ်းကိုမေလ၂ရက်နေ့အထိဆက်လက်သွားလာအသုံးပြုလို့ရနေစေဖြစ်တယ်လို့သိရပါတယ်မိုးရသည်ဖြစ်တဲ့အတွက်တချို့နေရာတွေမှာလမ်းမကောင်းလို့ကားသေးတွေသွားလာဖို့ခက်ခဲတာကားမတော်တဆဖြစ်တတ်တာမျိုးရှိတယ်ဆိုပေမဲ့ကားတစ်စီးလုံးချောင်းရည်တဲမျောပါရလောက်တဲ့အထိအခြေအနေမဆိုးသေးဘူးလို့ကားသမားကပြောပါရတယ်။ ရုပ်သံဖိုင်ကိုလေးလာကြည့်မယ်ဆိုရင်လည်းကတရားလန်းနဲ့မြင်းနီလန်းဟာတွဲလျက်ရှိနေပြီးတော့မြင်းနီလန်းဟာရေးတိုက်စားမှုကြောင့်ပြိုကျပျက်စီးနေပြီးရေးရေဒလဟောစီးဆင်းနေပြီးမဲ့ဘေးကက်ရက်ကတရားလန်းဟာပုံမှန်အတိုင်းပျက်စီးမှုမရှိဘဲကားတွေပုံမှန်သွားလာနေတာကိုတွေ့ရမှာပါဒါဟာရုပ်တိမကြပါဘူးပျက်စီးနေတဲ့မြင်းနီလန်းရဲ့ကုန်းမြေလက်ကျန်အပိုင်းဆက်မှာကားတွေရပ်ထားတာကိုလည်းတွေ့ရပါတယ်ဒီကားတွေကိုရေတွေကဝင်တိုက်နေပြီးမဲ့မျောပါနေတာမျိုးမတွေ့ရပါဘူး နောက်ပြီးဒီလိုတင်ကျနေတဲ့ကားကိုဝိုင်းပြီးဆွဲတာလူဟင်အား3000မျိုးလည်းမတွေ့ရပါဘူး။နောက်တစ်ခုကမတော်တဆမှုတွေဖြစ်ရင်ဖြစ်လေဖြစ်တာရှိတဲ့လူတွေဝိုင်းအောင်ကြည့်နေတာမျိုးလည်းမရှိနေပဲဘေးကကားတွေကဖြတ်တမ်းမြဲဖြတ်တမ်းနေကြတာပဲဖြစ်ပါတယ်။ရေတွေစီးဆင်းလာတဲ့လမ်းကြောင်းကိုကြည့်မယ်ဆိုရင်လည်းကတ္တရာလမ်းဘက်ကဖြစ်ပြီးတော့မြစ်တွေချောင်းတွေကိုမတွေ့ရပါဘူး။ဒီလိုရုပ်တိမကြတဲ့ဖြစ်ရတဲ့ကြောင့်ဒီရုပ်တံဟာဉာဏ်ရည်တုနေပညာ AI နဲ့ဖန်တီးထားတာဖြစ်ကြောင်းကောက်ချက်ချနိုင်ပါတယ်။ တရုတ်တံကို U4G ဆိုတဲ့အကောက်ကနေလဲမေလ28ရက်နေ့ကလေးကရေကြီးချက်ကကြောက်စရာကြီးဆိုပြီးတော့အစောဆုံးဖြန့်ဝေထားတာကိုတွေ့ရပါတယ်။နေရာဒေသအချိန်ကိုတော့မဖော်ပြထားပါဘူး။ဒီကောက်ကိုလေ့လာကြည့်မယ်ဆိုရင်တခြား AI နဲ့ဖန်တီးထားတဲ့ရုပ်တံတွေများစွာကိုဖော်ပြထားတာကိုတွေ့ရမှာပါ။လက်ရှိမိုးရာသီကာလဖြစ်တာနဲ့အညီမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေကြီးရေရှမ်းတာလမ်းပျက်စီးတာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့မြောက်ရီအာရှလက်မကြီးမှာဒီသတင်းတွေပြန့်နှံ့နေတဲ့ဇွန်လ2ရက်နေ့အထိသွာလာနိုင်နေသေးပြီးတော့ရုပ်တံတဲကလိုမျိုးရေးကြီးလမ်းပြုံမှုဖြစ်စဉ်မရှိပါဘူး။ဒါကြောင့်မြောက်ရီအာရှလက်မကြီးပြိုကျလို့ကားရည်ရေးတဲ့မျောပါသွားတယ်ဆိုတဲ့သတင်းဟာဖြစ်လေဖြစ်တာရှိတဲ့ဖြစ်စဉ်အပေါ်အခြေခံပြီးတော့တိုးတက်လာတဲ့ AI နည်းပညာကိုအသုံးပြုကာဖန်တီးဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။မြစမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့စစ်ဆေးစစ်ခြင်းတဲ့တင်းတွေတွေ့ခဲ့ရင်မြစမကိုပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.my/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးတော့စစ်ဆေးစစ်ခြင်းတဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့ဖို့မြတ်တာရက်ခံအပါရရှင်လောကောမီဒီယာကိုဆက်လက်ရည်တည်ခံဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။